ိုပြောတာရနော်ဟိုကလေးတွေအသက်မပြည့်သေးတဲ့သူတွေများရှိမှဆိုရင်ဗီဒီယိုလေးကိုကြော်လိုက်ဖို့အစိုးရကပြောချင်ပါတယ်ဒီနေ့တော့ဒါနှုတ်ကတည်းကတော့လာပြီးတော့ပြရပါ။အမ် boxing လို့စိတ်ဝင်စားတယ်။ kick boxing ပေါ့နော်။ဘာဖြစ်လို့ဆိုပြီးတော့ तू ကအဲ့လို kick boxing ထိုးလို့ရှင်နည်းနည်းလူကအချွေးအရန်ထွက်တော့နေလို့ထိုင်လို့ကောင်းတယ်ပေါ့နော်။ဆိုတော့အဓိကတော့ပေါ့လေဒီနေ့တည်းမှာကျမကြီးပြန်ပြီးလိုက်စားမယ်လို့တော့စဉ်းစားထားတယ်ပေါ့နော်။ ဆိုတော့ရောက်ရက်ခက်နေတာပေါ့နော်မရအောင်ဘယ်လိုလေးရှိလေးရိုက်တော့ရိုက်တော့အဲ့တော့ဘယ်နှခေါင်းကြောက်လောက်လဲမသိဘူး၃လေးခေါင်းလောက်ဖြစ်လိမ့်မယ်ကြောက်ကလေကြောက်ကဒီလိုက်ကြောက်ကဒီလိုက်အဲ့လိုနော်အဲ့လိုမျိုးနောက်ဆုံးတော့လေငါမမကိမ်းပြန်ရတော့ဘူးဆိုရယ်စိတ်နဲ့အကြီးကျယ်အဲ့လိုမျိုးဟိုလိုက်တာပေါ့လေနောက်ပိုင်းကျရင်တော့စဉ်းစားထားရည်ဒီ TikTok မှာပေါ့နော်အဲ့လိုအဲဗီဒီယိုလေးတွေလည်းပိတ်တက်ကို sharing လုပ်ချင်တဲ့ပုံမှန် လူကိုယ်တည်းကနော်အချင်းကရဲကြအောင်ဆိုတာမဆင်းနဲ့ဆိုဘလို့ဖြစ်တော့ပါပြီလေခင်ဗျမလည်းပြင်းနေ ရင်ရီအဲ့လိုပေါ့ရီရီပြီးအဲ့လိုရိုက်ရိုက်ရိုက်တာအဲ့လိုဘေးကလူကနေွာနော်ကတော့လူတွေကြင်တက်တဲ့ဇူရီရှိလို့ရှိရင်လူကိုမလုပ်ပဲတဲ့ကြီးမလာပြီးတော့ပေးကိုအတွက်လည်းလုံးဝကျမကြီးလည်းကောင်းမယ်ချီထွက်တဲ့အတွက်ကြောင့်ဘလို့နေလို့ထိုင်လို့လည်းကောင်းမယ်ဝိတ်လည်းကြမယ်ဆိုတော့ဘလို့လည်းတစ်ချက်ကောက်သုံးလေးကချက်ပြက်ဖြစ်သွားတာပေါ့အခုကြီးဒီနှစ်ပိုင်းထဲမှာဆိုရင်နည်းနည်းကိုကိုသတိထားမိလာတာဗာလဲဆိုတော့ဆိုင်ဆော်လို့ရှိရင်လေးဒါဘစ်စကစ်တွေလည်းဘစ်စကစ်တွေလည်းဘစ်စကစ်လို့ပစတဲ့ကောက်ထည့်လိုက်တာ အာရွေးတာတော့နော်ဘောအဆိုင်ကလေးကအသာသိမ့်မကြိုက်ဘူးဆိုတော့လေနော်ဘောဟိုဘီနာမှာလေနော်ဘောစားနေကြတာလေးပဲရှိရအောင် Thank you.